တရင်ပဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စာတရင် channel မှာဒီကနေ့မတ်လ28ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်လာမျိုးနဲ့ရတပွဲမှုရဲမှုဝင်းပိုင်ကရဲမေများပေါ်လိမ်မိုင်းဆိုင်ရာစောက်ကားမှုတွေပြုလုပ်နေတဲ့ပြင်လက်စားမှု ဂျီနိုင်ငံရဲ့လှုပ်ဆောင်မှုအာဏာအလွဲထုံးစားမှုတွေကျူးလွန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းမင်းလားမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကရဲမေများကိုလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ကငင်းဆန်သူများကိုတိုက်ပွဲဖြစ်ရာရဲစခန်းများသို့ပြောင်းရွှေ့ခိုင်းနေတယ်လို့ရဲသတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းလားမျိုးနဲ့ရဲစခန်းမှာရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကစခန်းမှာတာဝန်ချနေတဲ့ရဲမေများကိုခန္ဓာကိုယ်ချင်းထိတွေ့ကလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်နေကြောင်းထို့ကဲ့သို့၎င်းစိတ်ခိုင်းတဲ့အရာများကိုမပြုလုပ်ပေးတဲ့ရဲမေတွေကို တိုက်ပွဲဖြစ်ပွားတဲ့ရဲစခန်းများသို့ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ရဲတပ်ဖွဲ့မှရဲမှုဝင်ပိုင်ဟာမိဘတော်မှပြောင်းရွှေ့လာတဲ့အိမ်တော်တဲ့အရာရှိတဦးဖြစ်ပေမဲ့၎င်းရဲ့ဇနီးဖြစ်သူကလိုက်ပါလာခြင်းမရှိကြောင်း၎င်းကမင်းလာမျိုးနဲ့ရဲစခန်းမှာသာနေထိုင်ပြီးရဲမိတ်တချို့ကလည်း၎င်းရဲ့နေထိုင်ရာနေရာသို့ခေါ်ဆောင်ပြီးတော့အတင်းကျပ်စော်ကားမှုတွေလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ဒါပြင်ရဲစခန်းမှာရဲတပ်သားများကိုလည်းလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတင်းအဓမ္မပေါ်တာဆိုရဖန်ဆီးရန်စစ်ခိုင်းမှုတွေပြုလုပ်ခိုင်းပြီးတော့ ဖန်ဆီးရန်ညှဉ်းဆန်းသူတွေကိုတိုက်ပွဲဖြစ်ပွားတဲ့နေပြည်တော်သို့ဆေးလို့ချင်းချောက်မင်းလာရဲစခန်းမှာထွက်ပြေးတဲ့ရဲတပ်သား26ဦးထိရှိပြီဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ရဲတပ်ဖွဲ့မှရဲမှုဝင်ပိုင်ဟာမင်းလာမျိုးနယ်အတွင်းမှာရှိတဲ့လောင်ကစားဝိုင်းများမူရဲစေဝါဖြန်ပြူရောင်ချသူများထံမှအခြေကျအစကြေးရနေသူဖြစ်ပြီးတော့ပြည်သူပိုင်နေများကိုလည်း၎င်းအုပ်ဆောင်ပြီးလိုက်လံချိတ်ပိတ်နေသူဖြစ်တယ်လို့သိရပါတယ်။သူကရဲမေးတွေကိုညာဘက်ခေါ်ပြီးတော့နှိတ်ခိုင်းတယ်သူခိုင်းနာကိုလှုပ်ပေးတဲ့သူဆိုခေါင်းခေါင်းမုံမုံဆက်ဆက်နေမလှုပ်ပေးတဲ့ရဲမေးတွေဆိုရင်နေပြောင်းလာတော့ဘာလို့လှုပ်တယ် ူးကြောင့်ပြေးသွားတဲ့ရဲတွေ26ယောက်လောက်ရှိပြီ။ရဲတွေကိုလည်းပေါ်တာဆွဲခိုင်းတယ်။ရဲတွေကိုပတ်စံရှာခိုင်းတယ်။ရဲတွေကမလုချင်ကြဘူး။စကမ်းမှာသူနဲ့တိတ်မကြည့်တဲ့သူများတယ်။သူနဲ့မတက်ရင်ဆစရင်နေမီတွေကိုပို့ဖြစ်တယ်လို့သိရတယ်လို့ရဲတရင်ချင်းမြေကဆိုပါတယ်။အဆိုပါရဲတပ်ဖွဲ့မှုရဲမှုဝန်ပိုင်းရဲ့လက်မိုင်းဆိုင်ရာစော်ကားမှုများလက်စားမှုချင်းနိုင်ငံရဲ့လုံဆောင်မှုအာနာလွယ်သုံးစားမှုတွေဂျူးလို့နေတဲ့ပေါ်တိုင်ချလို့ပဲမယ်။တိုင်ကားသူကိုတရှိပါကပြန်လဲကလစားချေချောက်ချရေယုံမှာကိုစိုးရင်းနေတာကြောင့်မတိုင်ရဲကြဘူးလို့သိရပါတယ်။ နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချမ်းပတ်စကောင်းစီတက်ကစစ်ကိုစားတိုက်မှာဖြစ်ပြီး2008ဖွဲ့စည်းပုံခြေကံဥပဒေကိုကာကွယ်ပြီးတော့မြို့သားနိုင်ငံရေးဆက်လုပ်မယ်လို့စကောင်းဆောင်ချင်းညားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မြန်မာနိုင်ငံမှာအချမ်းပတ်စစ်တပ်အနေနဲ့အချက်ကန်တောင်းဆိုမှုတွေကိုအလျော်ပေးလက်ခံခဲ့တဲ့အစင်လာမရှိတာကြောင့်စစ်ကိုစားတိုက်သွားမှာဖြစ်တယ်လို့စကောင်းဆောင်ကကြေညာလိုက်ပါတယ်ယမန်နေနေပြီးတော့မှပြုလုပ်တဲ့နေ60ပြည့်စည်ရေးပြခန်းနာမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်ဒိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတချို့မှာ နိုင်ငံတော်မှာဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာများကိုတွင်ကောင်းယူပြီး PDF များနဲ့တူနိုင်ငံလုံးခြုံရေးနဲ့တည်ငြိမ်ရေးပြပြအောင်နေလန်းပေါင်းစုံနဲ့လှုံ့ဆော်ခဲ့ကြကြောင်းလက်ရှိမှာနေမြေလိုက်နေတဲ့နဲ့ဓာတ်သင်းဆက်ပြင်းဝါးရားကိုသာချင်းသုံးလိုတာကြောင့်နိုင်ငံသားစီလုံးညညိုရေးကိုထိခိုက်လာနိုင်တဲ့အခြေအနေများဖြစ်ပေါ်လာကြောင်းဒါကြောင့်စစ်တပ်အနေနဲ့စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်ကြောင်းအကြံဖက်စေကောင်းဆောင်ကပြောဆိုလိုက်ပါတယ်။ဒါပြင်၎င်းကတိုင်းရင်းသားလန်နက်ကင်အဖွဲ့များနဲ့ PDM များအနေနဲ့လန်နက်ကင်နဲ့လမ်းစဉ်ကိုဆွံ့လုပ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းမှာတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ဆက်လက်ပြောဆိုပါတယ်။ဒါအပြင်စစ်တပ်ကရေးဆွဲထားတဲ့2000ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဆက်လက်ကောက်ွယ်ဆောင်ရှောက်သွားမှာဖြစ်ပြီး2000အခြေခံဥပဒေပုံမှန်20စာလုံးနဲ့ပုံမှန်6စာလုံးရစစ်တပ်ကမြို့သားနိုင်ငံရေးတာဝန်ကိုခြေပြုံးစွာထမ်းဆောင်လျက်ရှိကြောင်းစစ်တပ်အနေနဲ့နိုင်ငံအရေးတော်မြို့သားနိုင်ငံရေးကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းစကောင်းဆောင်ကပြောဆိုသွားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ ရန်ကုန်မန္တလေးအမြန်လာဟောင်းမှာစကောင်းစီတပ်သားများလိုက်ပလာတဲ့အင်စီကားနဲ့ရထားတွေကိုတိုက်ခိုက်မှုစစ်တပ်က၅ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းအုပ်တွင်မြို့နယ်ရန်ကုန်မန္တလေးအမြန်လာဟောင်းမှာအချမ်းဘက်စကောင်းစီတပ်သားများလိုက်ပလာတဲ့အင်စီကားနဲ့ရထားတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာအချမ်းဘက်စစ်တပ်က၅ဦးသေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်တပ်အမတ်နဲ့စစ်တပ်အခွဲကပြောဆိုပါတယ်။ရမန်နေ့မတ်လ29ရက်နေ့မနက်6:00နာရီခန့်မှာရန်ကုန်မန္တလေးအမြန်လာဟောင်းအုပ်တွင်မြို့နယ်ညောင်ချတောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆက်စင်ရင်နေမြင့်နှင့်တိုင်းစစ်ဌာနပုဂိုလ်ကိုကဲမိုးအောင်မှ ရှိတဲ့ဖြိုဝါ23ဒုံနောက်900နှစ်စတောင်းစစ်ကြောင်းမှလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်ခြင်းတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထို့သောစစ်ဆေးမှုတွေဆောင်ရွက်နေစဉ်မနက်9:45မိနစ်ခန့်မှာညောင်ချထားဟုတ်ပိုင်ရစကမ်းမှာအင်အားချအုပ်နဲ့ထွက်လာတဲ့အင်စီကားဖြူရောင်တစ်စီးနဲ့ရထားခေါင်းတွဲတူနဲ့အင်အားဆယ်ကိုလိုက်ပါလာတဲ့စကောင်းစီတပ်သားများကိုဒေါ်လိုင်းတပွဲများကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါတကမ်းမှုတွင်ချမ်ပတ်စကောင်းစီတတ5ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အေယာဝရီတိုင်းအမြောက်တပ်3လေးလေးနီးမှရှိတဲ့နဂရဲတောင်ချင်းမှာဒိုက်ပွဲများပြင်းထန်ကစကောင်းစီတပ်ဖွဲ့ဝင်40ခန်းတေဆုံးခဲ့ပြီးတော့စကောင်းစီအမြောက်တပ်စုမှ15ဦးထွက်ပြေးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။အေယာဝရီတိုင်းရေချီမြို့နယ်ငတိုင်းချောင်းမှရှိတဲ့နဂရဲတောင်ချင်းအနီးမှာ စကောင်းစီနဲ့အေအေပါဝင်တဲ့ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စကောင်းစီဘက်က40ဝန်းကျင်ခန့်တေဆုံးခဲ့တယ်လို့သိရပါတယ်။ယမန်နေ့မတ်လ26ရက်နေ့ညပိုင်းကနဂရဲတောင်ချင်းမှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးအချမ်းဘက်စကောင်းစီဘက်က40ဝန်းကျင်တေဆုံးခဲ့ကအလောင်းများကိုရင်းနှီးတာစစ်ဆေးရေးခိမ်းမှဂျုံပြောဘက်သို့ပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။အခုခွင်းကောက်ချင်းလဲလဲခုံကြီးအရိယွာတွေကထောက်ချောက်ပုံချဲခံနေရတယ်။တီတာခုံးပြင်လဲစစ်ရေးကကတ်လာတော့ပုံချဲခံနေရပြီး ဒုံလေးလေးရဲ့ကာကင်းစကန်လေးခုမှလည်းထိတွေ့တိုက်ပွဲတွေရှိတယ်။အနီးအနားခြေဝါတွေကဆက်ရှောက်မှုစ조사လို့ရေနေတာကိကိုယာယီပိတ်ထားတယ်လို့စီရေးတရင်ရေးမကဆိုပါဘူး။အဆိုပါတန်ရာရရှိတဲ့စကောင်းစီတပတ်ဝင်30ခန်းကိုပတိန်ခြေဆိုင် MLA ဆင်းမြေပြင်ဈေးတက်ရင်တို့လျင်မြပိုးဆောင်ထားတယ်လို့ဗိုလ်ရေးဆိုင်ရောထမသိရပါတယ်။လက်ရှိမှာမြောက်ဆန်းအမြောက်တက်ကိုဦးတည်လာတဲ့စီရေးချင်းတွေကြောင့်အချမ်းဘက်စကောင်းစီတက်ကတိရခုံးပြင်ခြေဝါအနီးအေရိတ်တာတော့ရကြအောင်နင်းနဲ့စင်ကြီးဟွာလမ်းခွဲပတိန်မုံရွာလမ်းမကြီးတွေပေါ်မှာ စကောင်းစီတပွဲဝင်များကိုတစိုးစီကင်းမောင်းဝေခိုင်းထားတယ်လို့ဒေသခံများထံကသိရပါတယ်။ဒါပြင်စကောင်းစီဟာမြောက်ဆန်းအမြောက်တပ်အနီးနာဂျိုးဝါများမှဒေသခံများကိုထမင်းထုတ်ပို့ခိုင်းနေပြီးယမန်နေ့မတ်လ26ရက်နေ့ကတိတာခုံပြင်းရွာအနီးတစ်ဝိုက်ကိုတိုက်ခိုက်ရေးဟဲရင်တိုက်လိရင်များနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံများထွက်ပြေးဒိန်းချောင်နေရတယ်လို့သိရပါတယ်။လက်ရှိမှာတိတာခုံပြင်းရဲစခန်းမှာစကောင်းစီကအင်အား50ခန့်ဖြည့်တင်းလာပြီးခန်းစစ်ကိုလည်းအားဖြည့်ထားတယ်လို့တပ်သတင်းရေးမြစ်ကဆိုပါတယ်။ဒါပြင်တရွာချင်းနောက်ဆုတ်လာရတဲ့အမြောက်တပ်စုတစုဟာ နောက်ဆုံးမှာအရေးဒါတော်ရချောင်းရှိသူရောက်ရှိလာပြီးတော့အစိုးပါအမြောက်တက်ဆုံးမှာစကောင်းစီတက်တာ15ဦးဟာယမန်နေ့ညကအစိုးလိုက်ထွက်ပြေးသွားတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဂူလာညီလာခံမှာမြန်မာနိုင်ငံရဲ့ရိုဝင်ဂျာလူနည်းစုများအပါအဝင်ဘီသူများရဲ့အခွင့်အရေးမြင့်တင်ရေးဆုံးဖြတ်ချက်အစိုးမူကြမ်းကိုတင်သွင်းရမှာစကောင်းစီရဲ့မဟာမိတ်ရုရှားကစာသားများကိုဖျောက်ပယ်ရန်ကြိုးစားပေမဲ့လည်းမဲပြတ်တတ်နဲ့ရှုံးနေနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဂူလာသမဂ္ဂထုတ်ထုတ်ညီလာခံမှာမြန်မာနိုင်ငံမှာရိုဝင်ဂျာနဲ့လူနည်းစုများအပါအဝင် ပြည်သူများရဲ့အခွင့်အရေးမြင့်တင်ရေးနဲ့ပြည်ထနာများဖြည့်ရှင်ပေးရေးဆုံးဖြတ်ချက်အဆိုမူကြမ်းကိုတင်သွင်းခဲ့အောင်စကောင်းစီရမှာအမေရုရှားကအဲ့ဒီအဆိုပြုမူကြမ်းပါစာသားများကိုဖျောက်ပြွက်ရန်စူးစမ်းပေမဲ့လည်းမောင်မြင်မန်းနဲ့မဲပြတ်တဲ့နဲ့ရှုံးနေသွားတယ်လို့သိရှိရပါတယ်မက်ရှလာ25ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့62ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီဇေဝေးမှာမြန်မာနိုင်ငံမှာရိုဟင်ဂျာများနဲ့လူနည်းစုများအပါအဝင်မြန်မာပြည်သူများအရေးအတွက်ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မြန်မာစစ်တပ်ရဲ့မဟာမိတ်ရုရှားကပြင်ဆင်ရန်ကြိုးစားတဲ့ကြားကဒီပြိုးနိုင်ငံချင်းဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါဇေဝဲမှာမြန်မာနိုင်ငံရဲ့ရည်တည်ချက်နဲ့ဆက်လျင်ပြီးကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းမှရဝင်းချားနဲ့တခြားသောလူနည်းစုများအပါအဝင်ပြည်သူအလုံးရဲ့အခြေခံခွင့်ရေးများကိုမြင့်တင်ကာကွယ်ခြင်းနဲ့၎င်းတို့ရဲ့အခြေအနေများကိုဖြည့်ရှင်းပေးရေးတွေကမြန်မာနိုင်ငံရဲ့ဦးစားပေးအကြောင်းအရာဖြစ်ကြောင်းရဝင်းချားရေးဟာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့်အဆိုပါပြဿနာရဲ့ဆင်မြင့်ဟာဆေးရနာရှင်နဲ့ ၎င်းတို့ရဲ့ချင်းသုံးနေတဲ့အာဏာရှင်စနစ်ပင်ဖြစ်ကြောင်းအဆိုပါဇင်းမြစ်ကိုပပောင်းဆောင်မှအကုန်လုံးပြေဝါစွာဖြစ်ရှင်းရလိုအပ်ကြောင်းပြောဆိုပါတယ်။ဒါအပြင်တာမကြီးဦးကျော်မိုးထောင်မှကဘာကြီးနေနဲ့လည်းမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့စတမရတားပြည်သူလူထုပေါ်ပုံစံအမျိုးမျိုးနဲ့ရက်ဆက်ကြမ်းကြုတ်လူမဆန်းသောချူလွန်နေခြင်းတွေကိုမျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်းစတကမြန်မာနိုင်ငံတဝမ်းမှာချူလွန်နေတဲ့လေချောင်းမှတိုက်ခိုက်မှုတွေနဲ့မစင်မချင်းဘုံကျဲတိုက်ခိုက်မှုများကိုအပီးတိုင်မရက်တတ်နိုင်ပါကော ုက္ခတဲ့များနေရပြန်လဲသွားရောက်ရေးဟာမဖြစ်နိုင်ကြောင်းကုလသမဂ္ဂညီလာခံမှထုတ်ပေါ်ပြောဆိုပါတယ်။အဆိုပါကုလသမဂ္ဂညီလာခံမှရုရှားကိုယ်စားလှယ်အဖွဲ့မှ F67 ဆိုမူကြံပါဝင်တဲ့လူခွင့်ရေးကိစ္စရပ်များပါဝင်မြန်မာနိုင်ငံသို့ရွှင်ကြဒုက္ခတဲ့များစောလင်းစွာပြန်လဲသွားရောက်နိုင်ရေးအတွက်ဒင်းလျော်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးရေးစာသားတို့ကိုဖြုတ်ချရန်တောင်းဆိုတဲ့ပြင်ဆင်ချက်လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရဲ့ပါဝင်မှုနဲ့ပတ်သက်မှုစာသားကိုဖြုတ်ချရန်တောင်းဆိုတဲ့ပြင်ဆင်ချက် လုပ်ငန်းများကိုစားပြုမှုနဲ့ဆက်ဆက်စားတာတွေကိုဖျောက်ချရန်တောင်းဆိုတဲ့ပြင်ဆင်ချက်တို့ကိုတည်တည်တင်တွင်းခဲ့ပါတယ်။ထို့နောက်စကောင်းစီရဲ့မဟာမိတ်ရုရှားမှဆုံဖြတ်ချက်အဆိုမူချမ်းပါစားသားများကိုဖျောက်ပယ်ပြင်ဆင်ရေးတင်သွင်းမှုတို့ကုလသမဂ္ဂညီလာခံမှမဲခွဲဆုံးဖြတ်ခဲ့ရ။ S68 ပြင်ဆင်ချက်တို့ထောက်ခံမဲခွန်းနဲ့မဲကန်ခွက်မဲ103မဲနဲ့ဂျာနေမဲ24မဲဖြင့်၎င်း။ L69 ပြင်ဆင်ချက်ကိုထောက်ခံမဲခွန်းနဲ့မဲကန်ခွက်မဲ96မဲနဲ့ဂျာနေမဲ32မဲဖြင့်၎င်း။ S70 ပြင်ဆင်ချက်ထောက်ခံမဲ14မဲ ဈာကွက်မဲ80မဲနဲ့ဈာနေမဲ40မဲဖြင့်လကောင်းတီးတီးပယ်ချခဲ့တာကြောင့်ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ကတင်ပြတဲ့ပြင်ဆင်ချက်များဟာမဲပြတ်တက်နဲ့ရှုံးနိမ့်သွားတယ်လို့သိရပါတယ်။ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ပြင်ဆင်ချက်တွေကိုတည်သူခြင်းမရှိပဲမူလဆုံးဖြတ်ချက်ဖြစ်တဲ့အဆိုပါမူကျန် S67 ကိုအထွေထွေညီလာခံတဘာပတိကတင်သွင်းခဲ့တဲ့အချိန်မဲခွဲဆုံးဖြတ်ခဲ့ရအောင်။ထောက်ကမဲ141မဲကန်ကွက်မဲမရှိနဲ့ဈာနေမဲ10မဲဖြင့်အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့ရုရှားကိုယ်စားလှယ်အဖွဲ့မှတင်သွင်းတဲ့ပြင်ဆင်ချက်၃ခုကိုကန်ကွက်မဲပေးခဲ့ပြီး ကိုလာတမကအထောက်အကူညီလာခံတပါပတိကတင်သွင်းတဲ့အစိုးမူချန်တခုလုံးကိုထောက်ခံမယ်ပြီးပြီးတော့ရည်တည်ခဲ့ကြအောင်အစိုးပါဆင်းမြင့်နိုင်ငံတကာကွန်ဖရင့်ချင်းပါချင်းကမိမိတို့ရဲ့လုံဆောင်မှုများကိုအရှင်းဟုံမြင့်တင်နိုင်မယ်အခွင့်အရေးဖြစ်ရှုမြင်ပြီးအရပတ်လူမှုဖွဲ့စည်းများအပါအဝင်ဒဆိုင်ရာဖွဲ့စည်းများမှကိုယ်စားလှယ်များရဲ့အသေးပေပြေးဝါစွာပါဝင်နိုင်ရေးကိုလည်းအလေးထားမျှော်မှန်းထားတယ်လို့တမကြီးဦးကျော်မုံတုံးကပြောဆိုပါတယ်ကိုလာတမကညီလာခံမှာရိုဝင်ချာများနဲ့လူနည်းစုများအရေးမြင့်တင်ရေးအဆိုဖြစ်တဲ့ အဆိုပါဆုံးဖြတ်ချက်အဆိုမူကြမ်းကိုထိုးထွင်းညီလာခံတပါပတိကဥဆောင်တင်သွင်းပေးခဲ့ခြင်းဖြစ်ပြီးအဆိုပါမူကြမ်းနဲ့ပတ်သက်လို့ဆိုနေမှုများတွက်ဖင်လန်နဲ့မလေးရှားအများအားကိုယ်စားလှယ်တို့ကဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒုသနမန်တစ်ဖြစ်လေ AI ညုတ်တက္ကသိုလ်အဓိပတိဂျူလီဘီရှော့အပေါ်အယုံကြည်မရှိချောင်းမဲခွဲဆုံးဖြတ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိဩစတြေးလျမြို့သားတက္ကသိုလ်အေယံညုံမှာ ။ရာနဲ့ချီတဲ့ဝန်ထမ်းများကလောက်ကင်ဖက်တောက်မှုနဲ့ခေါင်းဆောင်မှုဆိုင်ရာပြဿနာတွေကြောင့်၎င်းတို့ရဲ့တက္ကသိုလ်အဓိပတိဖြစ်တဲ့ဂျိုလီဘီရှော့ကိုယုံကြည်မှုမရှိတော့ကြောင်းမဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ဩစတြေးလျနိုင်ငံသတင်းများမှာဖော်ပြခဲ့ကြပါတယ်။ယခင်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ဂျိုလီဘီရှော့နဲ့ဒုတိယအဓိပတိဂျင်နီဖစ်ဘဲရိုးရဲ့ခေါင်းဆောင်မှုကိုယုံကြည်မရှိဆိုတဲ့ပေါ့။ ANU ဝန်ထမ်းများကို၎င်းတို့ရဲ့တမကားကမေးမြန်းခဲ့တယ်လို့သတင်းများကဆိုပါတယ်။အဆိုပါမဲပေးမှုမှာပါဝင်ခဲ့တဲ့ဝန်ထမ်း၈၀၀ကျော်တဲ့မှာ 95ရာခိုင်နှုန်းကျော်ဟာ၎င်းတို့နယ်ဦးရဲ့ခေါင်းဆောင်မှုကိုယုံကြည်မှုမရှိတော့ဘူးလို့ဖော်ပြခဲ့ကြတယ်လို့ The Saturday Morning သတင်းမှာဖော်ပြထားပါတယ်။အဆိုပါကိစ္စရများဟာဂျိုလီပီရှော့မှဒူမားရဲ့လုပ်ငန်းပေါ်တအူးကိုတက္ကသိုလ်ဗန်ဒန်ငွေနဲ့အကြံပေးကပေးချေပြီးမကြမီဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။အရင်နောက်တိုက်ဆိုင်စွာပင်အဆိုပါ ANU တက္ကသိုလ်အဓိပတိအော်ဂျေရွားနိုင်ငံရဲ့ဝန်ကြီးဟောင်းနဲ့စေပွားရေးလုပ်ငန်းများစွာမှပါဝင်ပတ်သက်နေတဲ့ဂျိုလီပီရှော့ကိုကုလသမဂ္ဂကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒေါက်တာနမန်အဖြစ်2024ခုနှစ်အေပီလအတွင်းမှာတရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ဂျူလီဘီရှော့ကို AI ညိုဝန်ထမ်းများမှယုံကြည်မှုမရှိကြောင်းမဲခွဲမဆုံးဖြတ်ခင်ပြီးခဲ့တဲ့ရသဘတ်အတွင်းကလည်းဒူမာအားဒီယုံနိုင်ငံပိုင်ကုမ္ပဏီများနဲ့အကျိုးစီးပွားပရိပခရှင်းနေမှုပေါ်စစ်ဆေးပေးရန်တို့ကမြန်မာရေးတကြွလှုပ်ရှားတဲ့ရပ်ဘက်ပွဲပေါင်း290မှာကိုလသမကထိုးထွေးတွင်းရေးမှုချုပ်အန်တိုနီဂူဒါရက်စတန်အဖွဲ့စာပေးပို့တောင်းဆိုတိုင်ကြားခဲ့ပါတယ်။ဂျူလီဘီရှော့ဟာမြန်မာနိုင်ငံဆိုင်ရာကုလထိုးသန်းမှန်အဖြစ်လုပ်ခိုင်းနေတဲ့တစ်ချိန်တည်းမှာပဲဩစတြေးလျအခြေစိုက် ETM ကုမ္ပဏီမှာမဟာဗျူဟာအကြံပေးဖြင့်လုပ်ခိုင်းနေခြင်းလည်းဖြစ်ပါတယ်။အဆိုပါဒူမာရဲ့လုပ်ခိုင်းနေတဲ့ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာဆေးအဆိုးနဲ့ပူပေါင်းလောက်ခိုင်းနေတဲ့တရုတ်ဆိုးရပိုင်ရှန်နီရီဆော့စ်နဲ့ရန်ကုန်မျိုးတည်စီမံကိန်းပက်ကိုင်ရှင် CCC ကုမ္ပဏီအပါအဝင်တရုတ်ဆိုးရပိုင်ကုမ္ပဏီများဖြန့်နှိုင်းချေရှိတဲ့ဒုံမဟုတ်အတီးပြူထားတဲ့သတ္တုတွေလုပ်ငန်းများနဲ့ဇန်နွယ်ပတ်သက်မှုတွေရှိနေတာကိုအာဟောဖွဲ့ရာသိရှိခဲ့ရတယ်လို့လူခွင့်ရေးတချို့လှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ဒါပြင်ရပ်ဘက်ဖွဲ့စည်းများရဲ့အိတ်ဖွင့်ပေးစာမှာလည်းဒုံမနဲ့တရုတ်ဆိုးရပိုင်ကုမ္ပဏီများဇန်နွယ်နေမှုဟာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒုက္ခစလေတဝန်တွေနဲ့ ရှိရမယ်ဓမ္မဓမ္မချမှုနဲ့လောလတ်အမိကိုကင်းမှုပေါ်လွန်ကြီးမားတဲ့စိုးရိမ်ပူပန်မှုကိုဖျက်ဆီးတယ်လို့ပြောပြပါတယ်။ဆင်ဆက်ဂျိုလီဘီရှော့ကိုမြန်မာနိုင်ငံဆိုင်ရာကုလထူးထမ်းမှန်ဖြစ်ခံခဲ့မှုပေါ်ဒေတာတွင်တာမကဩစတြေးလျလူခွင့်ရေလှူရှားသူများကပါဝေဖန်မှုတွေရှိခဲ့ပါတယ်။အထူးသဖြင့်ဩစတြေးလျနိုင်ငံတို့ခြားကမ္ဘာနိုင်ငံများမှပြည်ပခများကြောင့်ထွက်ပြေးလာရတဲ့ဒုက္ခသည်များအရင်းနဲ့ပတ်သက်ပြီးဒူမားရဲ့ရည်တိချက်ပေါ်ဝေဖန်ပြောဆိုမှုတွေများစွာရှိခဲ့ပြီးတော့ကုလသမဂ္ဂအနေနဲ့ဒူမားကိုမြန်မာနိုင်ငံဆိုင်ရာကုလထူးထမ်းမှန်ဖြစ်ရွေးချယ်ခဲ့မှုပေါ်မှာလည်း လူခွင့်ရေးတကြွလှူရှားသူတွေကဝေဖန်မှုတွေများစွာရှိခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ဩစတြေးလျမျိုးသားတက္ကသိုလ် ANU ဝန်ထမ်းများရဲ့ဂျူလီဘေးရှောပေါ်ယုံကြည်မှုရှိကြောင်းမဲခွဲဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတက္ကသိုလ်ရဲ့မူဆောင်ရာရှိကဆိုပါရလက်ဟာတက္ကသိုလ်ဝန်ထမ်း9000နီးပါးအနက်အများစုကိုကိုယ်စားမပြုလို့ဆိုပြီးတော့ဘေးရှောနဲ့ဘဲလ်တို့ဦးဆောင်တဲ့တက္ကသိုလ်အုပ်ချုပ်မှုဖွဲ့ဟာ ANU ရဲ့ဗန်နာရေးတည်ငြိမ်မှုရရှိအောင်ဆက်လက်ကတိပြုဆောင်ရွက်နေတယ်လို့ပြောဆိုခဲ့တယ်လို့ The Sydney Morning သတင်းမှာဖော်ပြထားခဲ့ပါတယ်။ တို့ရမှာတမကဥက္ကဋ္ဌအယ်ဆန်ဘာနက်စ်ကတော့အေအန်ယူတက္ကသိုလ်ရဲ့လက်ရှိအငင်းပွားဖွယ်ရာများဟာတယ်ဆာတာဝါထပ်ပင်မြန်မာစုပုံနေပေမဲ့လည်းဇိုးဝါးနားတဲ့စီမံခန့်ခွဲမှုတွေအတွက်တာဝန်ယူရန်ဖြတ်ခွက်နေတဲ့ဂျိုလီဖီရှောတို့နှစ်ဦးကိုတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကဆက်လက်ထောက်ခံနေမှုပေါ်ပုံပြန်ပြစ်တင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိတ်သများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင်ဒေါ်လိုင်းဖက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။